ထောင်းရွာတစ်တွင်ပေါ်ကိုတီတီလေဝန်ဒီတလုံးတရှိစခိုင်းဧပယ်စမြင်စခိုင်းတိုင်းကိုလေးမြို့နယ်ရှူဘူမြကြီးနာလန်ဒေသောင်းရွာတစ်ကိုလေချောင်းကနေတက်ခတ်ခဲ့တယ်လို့ကိုလန်ဒီဘေးတဖန်ဖို့ KNPDF ကရမနီညာပိုင်းကတရင်ထုတ်ပြန်ထားပါတယ်။ရမနီဧပယ်17ရက်နေ့နာနက်၄နာရီခန့်တွင်ခနာဒိန်စစ်တပ်ကရှူဘူမြကြီးနာလန်ပင်ရှိဒေသောင်းရွာတစ်ကို ဒီကြောင်ကနေတက်ခတ်ခဲ့တာဖြစ်ပြီးမပေါက်ကွဲသေးသည့်ဘုံတီတလုံးကိုတွေ့ရှိခဲ့ကြောင်း TMPDF ကဆိုပါတယ်အဆိုပါနေ့ညနေ3နာရီခန့်တွင်အာနာဒိတ်စစ်တပ်ကခေါ်လင်းမြို့နယ်ရှိရှော်ဖြူကုန်းကျေးရွာကိုထပ်မံတက်ခတ်ခဲ့ပြီးအမျိုးသမီး၂ဦးကတိစုံပြီးအမျိုးသားတအုပ်ကထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အနာဒိစီအိုစုကဖေဗူလာအတွင်းလူခွင့်ရေးချုပ်ဖောက်မှုများစွာကိုကျူးလွန်ထားကြောင မျိုးသားညီညွတ်ရေးအစိုးရလူခွင့်ဝင်ကြီးဌာနကပြီးခဲ့တဲ့မလ7ရက်နေ့မှာတတိယထုတ်ပြန်ထားပါတယ်ဖေဖော်ဝါရီလအတွင်းတွင် အာဏာသိမ်းစစ်အုပ်စုကမြန်မာပြည်အနှံ့တရားလွတ်လွတ်တပြက်မှု135မှုနေရီနှင့်ပြည်သူပိုင်ပစ္စည်းများမိရှုဖြစ်စည်းမှု130မှုအခြားချိုးဖောက်မှု139မှုအပါအဝင်လူခွင့်ချိုးဖောက်မှုပေါင်းစုစုပေါင်း ထောက်ရလေးမှုကိုကျွလွန်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ဦးဝန်ကြီးဌာနကပြောဆိုထားပါတယ်